်မင်္ဂလာပါကျွန်တော်အောင်ပြည်သစ်ပါမွန်တော်ကားဤတက်ရည်ရင်တရားသုံးခုအပိုင်းလေးဖြစ်ဆက်လက်ပြီးဖျက်ပြပေးပါမယ်ခင်ဗျာလက်ဆင့်ကြည့်ရပါဦးကျွန်တော်ကုန်းပတ်ထက်ပြန်ရောက်တော့အခါရေစုပ်ဆက်ကိုနှိုးရန်ကြိုးစားနေကြတော့လေနှိုးရမရနိုင်သေးသည်ကိုတွေ့ရသည်တကြက်ဆက်ကြုံညွတ်မှာခီးကြုံစီရဲဘော်တူဖြစ်သည်သူဒီဓာတ်စီသုံးအင်ဂျင်ဆံများကိုအလွန်ကျွမ်းကျင်နိုင်နေသူဖြစ် သူလဲစနိုးရတွင်ဝင်ရောက်ကူညီနေသည်ကိုတွေ့ရသည်။သို့သောယေရှုဆက်ကဖုချက်ဖုချက်သာမြင်နေသည်မနိုးထိုစဉ်ရှေ့စီသို့ကြည့်နေသောဘူကြီးဆိုးကဟေးရှေ့ကအမုန်တကားကိုဘသူဖွင့်လာလဲကွာဟုလှမ်းအောင်နေကျွန်တော်ကပဲ့စင်ထက်သူအပြေးလွှာတက်လိုက်ခါကျုပ်ဖွင့်ခိုင်းတာပဲဘူဆိုးအဲ့ဒီဘောက်ကတံမုန်းနေနဲ့ခတ်ထုတ်ခိုင်းမလို့ဟုဆိုလိုက်သည် ဟာမဖြစ်ဘူးထင်တယ်စီ우ခိုးမှကြည့်ပါဦးသူပြော၍ကျွန်တော်ကြည့်လိုက်သည်တွင်လှိုင်းလုံးတစ်လုံးသည်ကျုံ၍တက်လာကဥပိုင်းကိုဖုံးသွားသည်တွင်ဖွင့်ထားသောအံမုံတကားမှဥပိုင်းခန်းအတွင်သို့တရဟောဝင်သွားသည်ကိုမြင်လိုက်ရသည်ဟာဟုတ်တယ်ဖြစ်မှန်မထင်ဘူးတွားပြီပြန်ပိတ်ခန်းလိုက်ဗျာဘူဆိုးပြန်ဆင်းသွားသည်ဤအချိန်တွင်ဘူတန်းတွင်လည်းသူနှင့်လိုက်ပါသွားသည်ကိုတွေ့ရ၏ ျွန်တော်ကပြည်စင်ထက်တွင်ကြီးကျက်မှုတာဝန်ကိုဆက်ယူသည်တက်ကြကြီးကိုကိုကြီးကတက်မှတ်ကိုကိုင်းလျက်ရှိနေသည် ထိုခိုင်နောက်ထပ်ဝုံတိုင်းအတံများဥစီမကြားရသည်တစ်သားကျူးတံများလည်းကြားရသည် ရေများဖုံးနေ၍တဲ့ခွဲစွာမမြင်ရပြည်စင်ဤတွင် တက်ကြဆန်ကူဆိုသူရှိနေသည်ဆန်ကူမှာကျွန်တော်ရဲဘော်ဘွားကပင်ယင်းဤသူတူဖြစ်သည် သူသည်ချင်းမြူသာရဲဘော်တူဖြစ်ဟေးဆံကူမင်းဦးဟန်းကိုကိုမဘော်ကရှောက်သွားပြီဘာဖြစ်တဲ့လဲတွားကြည့်စမ်းခါကူကျူတချောင်းနဲ့ချီးတော့နော် တရားရောက်ကိုအသက်ငယ်ကျူကင်မှုပြောထားပြီးတွားဟုတ်လားဟုတ်ကဲ့စီဦးရှေးပိုင်းဥပစီတို့ကိုမထက်မှရှောက်သွားရန်ဆိုဒီမှာယခုကဲ့သို့သောလှိုင်းလေတွင်အီယာမဆွန်စားကန်ကြီးတည့်ရဖြစ်ပါသည်လှိုင်းကကိုမတစ်ခုလုံးကျောသွားပြီးမှပင်လယ်တွင်ဆင်းသွားသည် လိုင်းလုံးနဲ့အတူ လူလိမ့်ကြပါသွားနိုင်သည်။ကိုင်းစရာတွေ့စရာတခုမရခဲ့လျင်လူဝင်အကြီးတက်တက်နှင်းတော့လိုင်းနာကိုမခံနိုင်။ပင်လယ်တွင်ခြေကမမြဲလက်ကမြဲစရာသည်။ကို့အတက်သည် ကို့လက်တွင်းမှာပင်ရှိ။မတော်တဆလိမ့်ကြသွားခဲ့သောဒဇုံတူကဆွဲယူတင်နိုင်စီရန်အတွက်မိမိခါကို ကျိုးတချောင်းနှင့်မြဲစွာခြေနှောင်ထားပြီးမှသွားရသည်။ဆန်ခုသည်ကျိုးတချောင်းကိုခါတွင်ခြေနှောင်က ဥပိုင်းရှိသူလက်ကင်တန်းတစ်လျှောက်ကင်တွယ်ခူးပြီးမှသွားကြည့်သည်အတန်ကြာတော့ပြန်လာပြီးရှေးပိုင်းခန်းပကြီးအောက်ချီမူလီတွေပြက်ပြီးရမ်းနေတယ်ဗန်ဒီလာဟက်ကာကလည်းကျိုးသွားပြီးခုတရင်ပုသည်ကျွန်တော်အချင်းတွေကိုနားလည်လိုက်ပါသည်ရှေးပိုင်းက40မမဘူဖာအမြောက်ကြီးကိုပေါ့ဆောက်ပုံတန်ရှိတံပြားဖြင့်အောက်ချီမှဝိုင်းလေကထားသည့်တံမဏိတံပြားဝန်းကြီးရှိသည်ထိုဝန်းကြီးကိုအောက်ချီပက်လက်တွင် တင်မောကုမနှင့်မူလီများအဖျင်ဆုပ်တွေထားသည်ထိုမူလီများသည်တောယုံတန်ယုံများသောဒံကိုမဖြုံသို့သောယခုပြင်းထန်သောလှိုင်းလုံးများကဆက်ခါဆက်ခါတံမြောင်းဝိုင်းကိုတိုက်သောအခါတွင်မူနှစ်တာရှိစွာတန်ကြီးစားသောမူလီများပြတ်ထွက်ကုန်ကြသည်မူလီများပြတ်ထွက်သွားသည်ပါဇပ်ပုံတရံတံမြောင်းဝိုင်းကြီးသည်ရေတွင်ကျသွားကလေးရင်တော်ပေမည်ယခုမူမြည်သည့်နေနေမှာကျမသွားနိုင် ပါဇောက်ပုံတွင်ပွင့်နေသည့်အပိုင်းမှာလူနူဥစာဝင်သာယုံမျှတာရှိသည် အမြောက်စင်၏အောက်ခြေတူကထိုအပေါက်ထက်အစမတန်ကြီးမာသည် ထို့ကြောင့်အမြောက်စင်ကတံပြားသည်အမြောက်ကြီးကိုဗဟုပြုလျက်လိုင်းလုံးဆောင်တိုင်းခြာလေပက်လေရန်ကအနီးဝန်းကျင်ရှိသည်များကိုစိတ်ရှိလက်ရှိရိုက်ချိုးနေသည်နှင့်တူတော်သည်သူကိုထိန်ချုပ်ရန်မဆိုထားအနီးဝန်းကျင်သို့ပင်မတော်ရဲကြတော့မမြုံမန့်နိုင်သည့်အချိန်တွင် မမြုံမှန်းသည့်လိုင်းလုံးတလုံးပြေးဆောင်လိုက်ပါကအမြောက်စင်တံမြောင်းဝန်းကြီးသည် ပြေးဆောင်ဝင်လာမည်ဖြစ်သည်25ဟန်ထွေးမြတ်မကရှိသည့်တံမြောင်းဝန်းကြီးတစ်ခုနှင့်တအားပြေးဆောင်သည့်တံကိုမြည်သည့်လူသားများခံနိုင်ကြမည်မဟုတ်ကျွန်တော်သည်ပဲ့စင်ထက်တွင်ရက်က ဥပိုင်ကုန်းဘက်ထက်တွင်နေရန်ကြီးတကောင်လွတ်တလူထင်တိုင်းတောင်းညံ့နေသည့်တံမြောင်းဝန်းကြီးကိုမြင်ရသည့်တစ်ချက်မမြင်ရသည့်တစ်ချက်နှင့်မတက်တာမနိုင်တာကြည့်နေရတော့သည် ်တစ်သားများတန်တိုင်းများတဖြောင်းဖြောင်းကျူးတန်ကုန်မှုနားမချမ်းသာစွာကြားနေရသည်ထိုစဉ်ဘူကြီးစိုးဦးနှင့်ဘူလီတန်တွင်တို့ပိတ်ရင်အတွင်မှပြစ်ထွက်လာကစီဦးရေဒီအောက်ကလည်းဝင်နေအခုဂါကြီးတန်နာလာမှလည်းကျိုးသွားပြီအပေါက်ကလည်းဒလဟုတ်ဝင်နေတယ်ခုတည်င်းပို့သည်ကျွန်တော်သိတယ်ဘူစိုးဦးရှေးပိုင်းကဟက်ကာပါကျိုးသွားပြီရေပုံးနဲ့ရေခတ်ထုတ်ဖို့လည်းမဖြစ်နိုင်တော့ဘူးရှေးပိုင်းကရေဖို့ဒီအကုန်ထုတ်ခိုင်းလိုက် ဝါဒတိုက်တွန်းနေတာပြိတ်လိုက်ပြီးတော့ဘူကြီးစိုးဦးရေလုံတကားများပြန်ပြန်ဆင်းသွားသည်ထို့အချိန်တွင်ကျွန်တော်ကကျူးမဲ့ဂျင်းန်တတအခေါ်ခိုင်းလိုက်တတခမောင်လက်မှာသူဤကျူးမဲ့ဂျင်းန်စခန်းဖြစ်တော့ပိတ်ရင်အတွင်မှာရှိနေသည်ဟေးခမောင်လက်မဆိတ်ပဲယူခဲ့ဒါတဲ့မင်းညာကပူခိုင်းနဲ့ကားနာနှဆောင်ကိုပို့ပြပြီမဟုတ်လားမပို့ရသေးဘူးစီဦးဟမ်ကျွန်တော်ဒီအလွန်အားအသင့်လျက် အလွန်လဲစိတ်ဆိုးသွားပါသည်ဘာဖြစ်လို့မဟုတ်ဘူးတလဲကွာမင်းအဲ့ဒါပို့မပြီးရင်မအိတ်နဲ့လို့ငါတည်တည်ချာချာမားရတယ်မဟုတ်လားသူဒီမြည်သုံးမှအဖြေမပေးသူလိုက်မှုနေသည်ကိုကျွန်တော်သိပါသည်သို့တော်မြည်သုံးမှပင်လိုက်မှုသည်ဖြစ်စေညကလိုက်သည်လည်းမဖြစ်ဆက်တော့ဟုထင်ပါသည်တောင်ဝင်ကိုတော့ကြည်ဝန်စွာထမ်းသင့်သည်ဟုကျွန်တော်ထင်သည်ယခုမူကျွန်တော်ထင်မြင်ချက်သည်ပါစင်အောင်လွဲခဲ့ပြီဖြစ်ကျွန်တော်ပစံမှာဖရုဒ္ဒဝါစာ တတိကြီးထွက်သွားသည်တွန်းမဆိုင်ပဲယူခဲ့ဆက်ဖွင့်ငါကိုယ်တိုင်ပို့မယ်ခမောင်လက်ဒီတရင်မှုပုံစံစာရွက်ယူရန်တဲ့ရင်တွင်ပြန်ဝင်သွားသည်ဘူကြီးစောဦးပြန်ဝင်လာကရေလုံတကားများပိတ်ထားခဲ့ပြီဖြစ်ကြောင်းပြောသည်သို့တော်ရေလုံတကားများကောင်းစွာစိတ်ချအမည်မထင်ကြောင်းပြော၏ရှေးပိုင်းဥပန်းတွင်ရည်သည်ရင်ကောင်းများထိရှိနေပြီဖြစ်ကြောင်းလည်းပြော၏ကျွန်တော်ရက်နေရာပဲစဉ်ထမ်းမှကြည့်လိုက်ရတွင် သင်မဟုသည်ယခင်ကလှူရှားမှုမျိုးဖြစ်သည်မြင့်ပရရဲ့တကယ်သူဥထောင်ခြင်းမျိုးလုံးဝမပြုတော့ဘဲဥဆိုင်နေပြီဖြစ်ကြောင်းတွေးရတော်၏ကဲဘူဆုံးပဲ့စင်မတော်ဆမကြီးကိုရှေ့လုံးဝမမောင်းစေနဲ့တော့ဝါတာတိုက်တို့တွေကဘလောက်ကြကြခင်မဲ့မသိဘူးကျွန်တော်မဆိတ်ပို့လိုက်အောင်မယ်ကျွန်တော်ဒီသင်မအတိဒုက္ခရောက်ခြင်းတွင်ပို့လီရှိသည် distress signal ကို SOS တရင်ပို့လွှင့်ရန်အတွက် ပဲ့ရင်တွင်ဆက်ရှိရသူဝင်လာခဲ့သည်ကျွန်တော်အရာရှိမဖြစ်မီကဆက်သွေတက်တွင် တက်ကြက်စင်တီအမှုထမ်းခဲ့ပူးခြင်းကြောင့်အင်္ဂလိပ်ကျိုးမဲ့ဂျေနန်ပူသည်မော့စတင်ဂီတကိုကောင်းစွာတက်ပါသည်ထို့ကြောင့်ခမောင်လက်မလွဲတော့ပဲကိုယ်တိုင်ပုတ်လွင်ရန်အတွက်ဆက်ကိုဖွင့်လိုက်သည်ဆက်ဖွင့်လိုက်သည့်ဆိုရင်းဆိုခြင်းဖြင့်ဆက်အတွင်းမှမိဘမိဘွားမိဂူများထွက်လာကတစုံတရာကိုလောင်ကျွမ်းသည့်ညှုံနှံများပါ ပေါ်လာတော်သည်ဂျေနန်ရိုက်လက်တံ့ မော့စကီကိုကင်ထားသည့်ကျွန်တော်လက်များကိုတက်လိုက်ခါနောက်သို့လမ်းသွားတော်သည် ကျိုးမဲ့ဂျင်းနေဆက်ဤပင်မလေးစစ်တအပိစမ130 DC ဖြစ်ချင်းကြောင့်သာလျှင်တက်လိုက်၍မတည်ခြင်းဖြစ်သည်အမေရိကန်စစ်များတွင်လျှက်စစ်ဘူအား130 DC ကိုသာလျှင်သုံးသည် သို့သောလျှက်စစ်တအားလွတ်လိုင်းဆက်သွယ်ခြင်းများမှာမူလအတိုင်းမဟုတ်တော့ဘဲတင်းမော်ဤမီယာပေးလိုင်းတို့နှင့်ဆက်သွယ်ထားခြင်းဖြစ်သည့်အတွက်တင်းမော်ဥပိုင်းရင်ဝင်သည်ဆိုလျင်ပင် တအားလိုက်ဝါရကျူးများတက်လိုက်နေခြင်းဖြစ်သည်ကျွန်တော်ကနောက်တချီအတန်လွင့်ဆက်ကိုထပ်ပွင့်ရန် ကြိုးစားကြည့်ဟာနောက်တချီတက်လိုက်ခါမိကူးများဥထွက်လာပြီးအတန်လွင့်ဆက်ရဲ့ဆိုင်ပစ္စည်းသွားတော်သည်ကျွန်တော်တို့တွင်ဤဆက်မှတပါအရေးပေါ်အသုံးပြုရန်အတွက်ဘက်ထရီဖြင့်သုံးသည့်ကျိုးနှံကျဉ်းနှံဆက်မပါရှိဤဆက်သာလျှင်ကျွန်တော်တို့ဌာနချုပ်နှင့်ဆက်သွယ်ရာပြင်ပကွာနှင့်ဆက်သွယ်ရာတွင်တခုတည်းသောအကူရဖြစ်၏ ယခုဆက်မှပျက်စီးသွားခဲ့ပြီဖြစ်သည်ဆက်ကောင်းစဉ်ကလည်းတရင်မပို့နိုင်ခဲ့တရင်ပို့ရန်ပြက်ကွက်ခဲ့သည်အ ਨੇ ဆုံးအားဖြင့်ည၈နာရီခရီးစဉ်တရင်ကိုဌာနချုပ်မှရရှိခဲ့လျင် ကျွန်တော်တို့တင်းမောမြည်သည့်ရက်သို့ဥတီခုံမောင်းနေသည်မြည်သည့်နှုံနှင့်ခုံမောင်းနေလျက်မြည်သည့်နေရာတွင် ရောက်ရှိနေလောက်ပြီကိုခံမှန်းနိုင်မည်ဖြစ်သည်သို့သောကျွန်တော်တင်မောသည်ရန်ကုန်စစ်ကမ်းမှခွာသည့်တိုင်ထွက်ခွာသည့်အကြောင်းကိုသာသိခဲ့ရလျက် လန်ခီးတွင်မြည်သည့်တရင်ပူချက်မှမပြုခဲ့ဤစီမှာကျွန်တော်တို့ဤကံကြမ္မာကိုအဆိုးဆုံးဖြစ်စေခဲ့သည့်ကျွန်တော်တို့ဤဘက်မှခြွေရင်းချက်ဖြစ်သည် ယခုအလွန်ချိန်နောက်ကြသားမှမြည်သည့်ဆက်သွယ်မှုမှပြုရမရတော့မှကျွန်တော်သိရတော့သည်ကျွန်တော်သည်ဒေါသဖြစ်လျက်ဝါယာလက်ဆက်ကူကြောက်ခိုင်းကပဲ့စင်ထက်ပြန်တက်လာခဲ့သည်အချင်းဤဘလို့လဲဘုဆိုးအချင်းဤကမကောင်းမှုစီဦး နောက်ခံရင်나이ဝက်တနားရီလောက်ပဲခံမယ်။စီဦး SOS ပို့ခဲ့နိုင်သေးလား။ဘူဆိုးဦးကမျောလင်းတကြီးမေးသည်။မေးမနေနဲ့ဘူဆိုးဦး။ SOS လည်းမပို့နိုင်ဘူး။ညကလည်း message တစ်စောင်းမှမပို့နိုင်ခဲ့ဘူး။ဆက်လက် short circuit ဖြစ်လို့ပြတ်သွားပြီ။ရေစိုးစိုးပန့်နိုးလို့ရသလား။မရဘူးစီဦး။လက်နဲ့ဆုပ်တဲ့ချင်းလန့်ပန်းနဲ့ပဲစခန်းမှာဆုပ်ထုတ်နေရတယ်။စခန်းလဲရီတော်တော်ဝင်နေပြီလို့သတင်းပို့တယ်။တင်းမောဝန်ကောင်းတွင်မှာ တောက်လျှောက်စည်းဝင်သောရည်သည်တင်းမောဤပဲ့ပဲ့စခန်းတွင်သို့ဝင်ရောက်စပြုတ်နေပြီဖြစ်သည်တင်းမောဥမှာလုံးဝပြန်မထောင်နိုင်လိုပဲစိုက်နေပြီရာသီဥတုသည်ကြည်လင်းလာသည့်ဖြစ်ခြင်းကြောင့်မော့စကော့ကျွန်းများကိုမိုးကုတ်ဆက်ဝိုင်းတွင်ညုံမိုင်းမဲ့အုပ်ဆိုင်စွာ တွေ့ရသည်15မိုင်မိုင်20မျှသာလျှင်ဝေး၏ကျွန်တော်တင်းမောသည် တောင်ဆုံဆုံမော့စကော့ကျွန်းကြီးအနောက်ဘက်တည်းတည်းမိုင်20မျှအကွာ၌ဒုက္ခတွေ့ကြုံနေရခြင်းဖြစ်သည် ဘိုးစိုးဘယ်ဘက်မြောက်ကိုပြစ်ဖောက်ဗျာနောက်ဘက်ကိုဘူတန်းလုံကိုကြည့်ခိုင်း distress signal အဖောက်ခိုင်းပင်လယ်ပြင်တွင်တင်းမောမြအန္တရာယ်တွေ့ကြုံခဲ့သောအကူအညီတောင်းခံသည့်နီလာမြားနှင့်ပောက်ကွဲစီရသည့်လက်နက်တစ်စုံတစ်ယောက်ကိုအချက်မမှန်ပြစ်ဖောက်၍အကူအညီတောင်းခြင်းမှာနီလန်တလန်ဖြစ်သည်ကျွန်တော်တို့ဝင်းကျင်တွင်တင်းမောဒစည်းများမတွေ့ရတော့လေမူးကိုဆုံးဝိုင်းတစ်ဖက်မှအတန်ကြားလိုကြညာတင်းမောဒစင်းတလီရှိလိုရှိညာပြစ်ဖောက်ခံခြင်းဖြစ်၏ ခဏကြာသောပဲ့စင်ထက်ရှိ40မမဘူဖာအမြောက်တန်သည်မြည်ကြီးလျက်ထွက်ပေါ်လာသည် ခဏကြာသောထိုင်ထိုင်ထိုင်ဟု၍ချက်မှန်ကြီးစွာ ပြစ်ဖောက်လျက်ရှိရန်တော်တကက်ပြီးတကက်ထက်၍ပြစ်ဖောက်နေကြသည်ထိုအချိန်၌တင်းမောဥပိုင်းတွင် လူနေရန်မဆိုထားတွား၍ပင်မရသည့်ကြောင့်တင်းမောရှိလူအလုံးသည်ပဲ့စင်၏နောက်ဖက်တဝိုင်းနှင့်ပဲ့ပက်အမြောက်စင်အနီးတွင်သာတွေ့ကက်ခုကက်နေကြသည် လေးမှာအတန်ငိမ့်သွားပြီဖြစ်တော့လေလိုင်းလုံးများမှာတလုံးပြီးတလုံးအချိန်ဟုန်ပြင်းစွာဆင်ခဲလာနေစေဖြစ်သည်ဘုဆိုးလူတွေအားလုံးအသက်ကဲအင်ကြီးကိုခမ်းဗျာနောက်ပြီးဗန်ဒန်ရှစ်လောက်ရရင်အသင့်ဖြစ်နေအောင်အသက်ကဲဖောင်တွေကိုဖွင့်တာဗျာဘုဆိုးဦးဒီအသက်ကဲဖောင်များဖွင့်ရန်ပဲ့စင်ထက်မှဆင်းသွားသည်ကျွန်တော်တို့တင်းမောပေါ်တွင် အသက်ကဲလေးဟူ၍မရှိကြတင်းမောမှာတင်းငယ်သည့်ကြောင့်အသက်ကဲလေးတင်းရန်နေရာမရှိသည့်အတွက် အသက်ငယ်လေးစားရောဘာဖင်ပြုတ်လုထားသည်အသက်ငယ်ဖောင်များကိုထုတ်ပေးထားသည်ခီးစဲတဲ့လေရင်များတွင်အုံပြုသည်အလိုလျောက်လေးသွင်းခြင်းပြုနိုင်သည်ရောဘာအသက်ငယ်ဖောင်မျိုးစားဖြစ်သည်ထိုဖောင်ကိုပတ္တုစားဖြင့်ထုတ်ပို့ထားကအရေးကြုံမှပင်လယ်ပြင်တွင်ချ၍အုံပြုရခြင်းဖြစ်သည်ထိုအသက်ငယ်ဖောင်မျိုးနှစ်ခုပါရှိ၏ကျွန်တော်ကပဲစဉ်ထမ်းမှနေကဘူဆိုးဖောင်ပွင့်ရန်ကြိုးစားနေသည့်ဝက်ဘက်ပေပိုင်းကုန်းဘက်စီကြည့်နေသည် တင်းမောမှာနောက်ဆက်ကိုသာလျင် ခုံမောင်းနိုင်သည်ရှေ့သူမမောင်းရဲမမောင်းဝန်ရှေ့သူသည်အချိန်နှင့်ရေလုံးတကားနှင့်နယံများပြူကြမြီကိုဆိုးရသည်ယခုပင်ရေသည်စခန်းတွင်သူစတင်ဝင်ရောက်ခဲ့ပြီဖြစ်သည်ဘူတန်းလွင်မှာပဲ့ကန်ဆက်အမြောက်ဖောက်ချင်းကိုကြည့်ကြက်နေစေဖြစ်တင်းမောနှစ်တော့မြီမှာတည်ကြသည်အချိန်ပိုင်းများသာလျင်ကြံတော့သည်ကျွန်တော်ကြံရွယ်ဒီမှာအသက်ကယ်ပေါင်းနှစ်ဆင်းကိုဝဲဘက်တွင်တစဉ် ရာဘတ်တင်တစဉ်အစဉ်နှင့်ဖွင့်ထားလျက်လူများကမူနောက်ဆုံးချိန်ထိတိမောဘော်တွင် နေကြရန်ဖြစ်သည် ပင်လေဟူသည်မှာမပြောနိုင်ထို့အတူတိမောနေချင်းဟူသည်မှာလည်းအတက်မပြောနိုင် ပင်လေပြင်သည် တခဏအတွင်းလိုင်းလီငိမ့်သက်သွားလင်လေသွားနိုင်သည်သူရတွင်တဏီတလန့်ဖြင့်ကျွန်တော်တို့တိမောကိုမနှိမ့်မြုပ်စေရန်ပြုကောင်းပြုနိုင်မည်ထို့ပြင်တိမောသည်လုံးဝဆုံဆုံမြုပ်တုံမှမြုပ်မည် တင်မောတနေရာတွင်လေခိုးနေခြင်းကြောင့်ရပောင်းတော်ကြာရေပေါ်တပိုင်းပေါ်၍မျောနေတဲ့သည့်တင်မောများအကြောင်းကိုကျွန်တော်ကြားဘူးနားဝရှိခဲ့သည်သူဖြစ်ခဲ့လျင်ကျွန်တော်တို့လူစုသည် ဖောင်ပေါ်တွင်သာနေကြကာဖောင်နှစင်းကိုတင်မောနှင့်တွဲချီထားခြင်းအပြင်အခြားတင်မောများကမြင်နိုင်ခွင့်အသက်ရှင်ခွင့်ပိုးများမည်ထို့အကြောင်းနှင့် ဖောင်တစင်းကိုကျွန်တော်ကဝဲဘက်ပေပိုင်းတွင်စမ်းသက်အဖွင့်ခန်းခြင်းဖြစ်သည်စမ်းသက်အဖွင့်ခန်းသည်ဟုဆိုခြင်းမှာ ဤအသက်ကဖောင်မျိုးကိုယခင်ကကျွန်တော်အသုံးမပြုခဲ့ဘူးသည်တာမက မြင်မမြင်ဘူးခဲ့ကြည်ကျွန်တော်သာမဟုတ်ဘိုးဆိုးဦးလည်းဖွင့်ရမကြည့်ဘူးပဲသူသည်အသက်ကဖောင်ဖွင့်သည့်အညွန်းကိုဖောင်ရစ်ပတ်ထားသည့်ပတ်တူစားပေါ်တွင်ဖတ်ရှုပြီးနောက်ဖောင်ကျူးစာသေးသေးတစ်ချောင်းကိုယူကာတင်းမောလျံနိုင်တွင်ရစ်ပတ်ချီနှောင်လိုက်သည်ထို့နောက်အနီးတွင်ရှိသောရဲဘော်များ၏အကူအညီဖြင့်ဖောင်တို့ကမကပင်လယ်တွင်သို့ပစ်ချလိုက်တော်၏ ဖုန်ကနေအတန်မြည်တန်ကြားရပြီးသည့်နောက်တွင် ရှုဟုသောအတန်ရှိကြီးတမနစ်ခန့်မြည်တန်ကြားရပြီးသည့်နောက်ကျွန်တော်တို့၏မျက်စိရှိတွင်ပင်လိမ္မော်ရောင်ရှိသည့်ရောဘာဖောင်တစ်ခုသည် ပင်လယ်ပြင်ထက်တွင်မျက်လည်ပြလိုက်သည့်အလားပွင့်ကာထွက်ပေါ်လာတော်သည်လိမ္မော်ရင့်အရောင်အသက်ကယ်ဖောင်ဝိုင်းဝိုင်းကလေးသည်အပြာရောင်ရှိသည့်ပင်လယ်ပြင်၏ဒေါသမှန်ထနေသောလှိုင်းလုံးများကြားတွင်ကိုဖော့ဝစ်စင်းနေသည့်ငှက်တကောင်ပေါ်မှပေါ်ွားစွာ မြူတူကစားနေသည် ကျွန်တော်နှင့်ဘူဆောအုပ်လူရက်ကြည့်နေစဉ်အခိုက်အတန့်တွင်ပင်ဖောင်ဖွင့်ရာအနိပတ်ဝိညာဉ်နှင့်ရှိသည့်ရဲဘော်များသည်ဖောင်တွင်းသို့ခွန်ချသူကခွန်ချ၍ဒိုင်မင်ထိုးချသူကထိုးချတော်သည်ပဲ့အင်တွင်မှကြည်နေသည့်ရဲဘော်တို့ကပြေးထွက်လာကြသည်တွင်ကျွန်တော်ကပဲ့စဉ်ထက်မှနေ၍ဟဲ့ကောင်လေးလာကြမပြေးကြနဲ့မစင်းကြနဲ့ဟုလန့်အော်သည်အတန်မဆုံးမီပင်သုံးလေးခုခွန်ချပြင်းနေကြပြီဖြစ်သည်ဘူဆောအုပ် ဘယ်သူမှမစင်စီနဲ့ဟေးမင်းတို့ကဘယ်သူကအဗန္ဒရှင်အမိန်ပေးလို့စင်လာလဲငါကဖုံဖွင့်ကြည်ကိုင်းတာပဲရှိသေးတယ်ကျွန်တော်ကသင်မောဆွန့်ခွာရင်အမိန်မပေးပါနဲ့လေသင်မောပေါ်မှာမစင်ကြရသည်ကိုသူတို့သိရှိကြပြီးသားဖြစ်သည်သို့တော့ကိုချီတော်အုပ်တွင်ရှိနေသည်ကနစ်မြုပ်နေသည့်ရေရင်ဒစင်ဤကုန်းပံပင်လယ်တွင်မြင်ရသည်ကရေရင်ထက်ပို၍စိတ်ချရမည်ထင်သောအသက်ခေဖောင်တို့ကသူတို့၏အသက်ရှင်နေထိုင်လိုမှုအသည့်သည် စီကံကိုမေးလျော့သွားစီခဲ့သည်ကြောက်စိတ်ကလွမ်းမိုးနေသည်ဟဲ့ကောင်တို့ပြန်တက်လာခဲ့ကြဘူဇောသူတို့ကိုတင်းမောပေါ်ပြန်တက်ခိုင်းကျွန်တော်ဒီမဖြစ်နိုင်ဒီကိုဘူဇောဦးဟာခိုင်းမိလျက်သားဖြစ်နေတော်၏လိုင်းလုံးများကအသက်ခဲဖောင်ကလေးကိုငှက်မွေးပမာဖော့ပမာစော်ကစားနေတော်၏ဖောင်ဒီတင်းမော၏နောက်ဖက်တွင်ရှိနေကလိုင်းတလုံးကပင့်တင်လိုက်သည်နှင့်တင်းမောကုမထက်မြင့်စွာသောလိုင်းထိပ်ဖြာသူတမောချင်းရောက်သွားသည် လိုင်းတိတ်ပြတွင်ခိတ္တမြတန်နေကကြီးလိုက်ရာ ဖောင်တွင်းကြီးရေဘော်တစု၏မျက်နှာကိုခိတ္တမြမြင်လိုက်ရသည် ကျွန်တော်မြင်တွေ့ရသည်နှင့်မှတ်မိလိုက်သည့်မျက်နှာတစ်ခုမှာတလျှောက်လုံးလိုက်မှုနေ၍အလုတဝင်ကိုပင် မထမ်းဆောင်နိုင်သည့်ခင်မောင်လက်ပင်ဖြစ်နေတော်သည်သူသည်စောစောကပဲ့ရင်တွင်မှထွက်ပြေးခွန်ဆင်းသွားသူများနှင့်တယောက်ဖြစ်သည်ကြံရှိသည့်ရေဘော်များသည်အခိုက်အတန့်အဖြစ်သာဒရီလီရင်ကြမည်ဖြစ်တော်လေ တောင်ဝင်ရှိသည့်စီရင်မှုကမြည်သူမှမစင်ကြရန်တိကျသောအမိန့်ကိုပေးလိုက်သည်နှင့်တပြိုင်နက်သူတို့ဆက်စင်ရန်မကြိုးစားကြတော့ပေသူတို့စိတ်တွင် အမိန့်နှင့်တောင်ဝင်ကိုတရားကို ချက်ချင်းသတိရကြစေသည်ဖောင်းနှင့်သင်းမောလျံနိုင်ကို တွဲချီထားသည့်ကျိုးမှာဆယ်ကိုက်15ကိုက်ညရှိသည်အသက်ကယ်ဖောင်းသည် ကျိုး၏အဆုံတွင်လှိုင်းထိတ်တက်လိုက်လှိုင်းကြဆင်းလိုက်နှင့်ရှိနေရာဖောင်မော်ရှိရဲဘော်များမှမြည်သည့်ညီနေမှသင်းမောဘော်ပြန်တိုက်ရန် ဖြစ်နိုင်ကြတော့မထူနိုင်မထနိုင်ရှိကြသည်လူကိုခမန့်ရည်တွက်ကြည့်ရတွင်အရာရှိတဦးမြမမသည်ကိုကျွန်တော်တွေ့ရသည် အရာရှိမဆူထားတက်ကြက်တဦးမြမင်မပါရှိခဲ့ထို့ကြောင့်သူတို့ပြန်တက်၍မရတော့သည့်အတူနောက်ဆုံးအချိန်တွင်သင်းမောကိုလည်းစွန့်ခွာရမည်အတူ နောက်ဆုံးအချိန်ထိမဆိုင်တော့ပဲသူတို့ဖောင်မို့သူအရာရှိနှင့်တက်ကြက်တဦးအပြင် တက်ကြက်ကြီးတဦးကိုဖောင်မို့တင်းပေးရန်စီစဉ်ရတော့သည် ကဲဘူးစိုးခမရလဲအဲ့ဒီဖော်မဆင်းပြီတော့ကျွန်တော်နောက်တစ်ခုထပ်ပွင့်ပြီးတင်းမောရာဘတ်မှာချီးထားမယ်တင်းမောနေရင်ဖောင်နှစင်းလုံးတွဲချီထားတက်ကြက်မောင်ဝေးကိုလည်းခမရနဲ့တူခေါ်သွားတက်ကြက်ကြီးခမောင်ဝင်လည်းဆင်းအော်နေုံနေုံလောက်ဘုံမှာတင်းမောဆွန့်ခွာကြအောင်ရိတ်ထက်ပေးလိုက်အောင်မယ်နောက်ပြီးချက်ကိုလည်းခမရပဲယူသွားပြီတော့ကျွန်တော်ကကြပြာကတိနဲ့တင်းမောနှမြုပ်တိနေရာကိုချက်ပေါ်တွင်ရိတ်မှတ်ထားလိုက်ပြီး လောဘုတ်တွင်ရေးထက်ကစိတ်ရင်မူ၏လက်မှတ်ရေးထိုးလိုက်သည် အကယ်၍ဘုဆုပ်တယောက်ရှင်ကျန်းနေကလျင်သူတွင်တာဝန်မရှိစေရန်အတွက်ကျွန်တော်အမိန်နှင့်သင်္ဘောစွန့်ခွာကြောင်းသူတွင်တသက်ကံထောက်ထားရှိစေရန်ဖြစ်သည်ထို့စဉ်စခန်းတွင်မှတက်ကြအောင်မြင်ထွက်လာကစီအိုတမန်ကြီးတွေရေဝင်ပြီးရက်သွားပြီဟုတည်င်းပို့သည်တိုက်ရရင်တရသုံးသည်ရေဘော်တွင် ရှိနေတော်လဲအသက်မရှိပြီလှုပ်ရှားနိုင်စွမ်းမရှိပြီ နောက်ဆုံးအချိန်ဒီမကြမတင်တွင် မလဲမသေးဆက်ရောက်တော့မည်ဖြစ်သည်။အေးစကားမှရှိတဲ့ရောတွေအကုန်ပေါ်တခိုင်း gain ဘူစုံဆင်းပြီတော့ဘူစုံမဆင်းမီတွင်ကျွန်တော်ကသင်းမုန်းနဲ့အသက်ကယ်ဖောင်နီးလာပါ යි မတန်းဆောင်နေမြေပုံကို ဖောင်တွင်ပစ်ချလိုက်သည်။ဖောင်ပေါ်ရှိရဲဝံများကဖမ်းယူကြ၏။ဘူစုံသည်သူနှင့်အတူခေါ်သွားရမည်တက်ကြမောင်ဤဘက်သို့လှည့်ကာကဲမောင်ဤမင်းရင်စင် ခုအမိန်ပေးလိုက်သည်မောင်ဤသည်ခွန်းစင်မြီဟန် ပြင်းနေစဉ်တွင်လိုင်းတလုံးကဆောင်းလိုက်ခြင်းကြောင့်ဖောင်သည်တင်းမောရှိရာမှအဝေးသို့လွင့်ဆင်သွားကာဖောင်နှင့်တင်းမောလျံတိုင်ချီထားသောကျိုးမှထောက်ခနဲပြတ်ထွက်သွားတော်သည်ကျိုးပြတ်ထွက်သွားသည်ကိုတွေ့ရသည်နှင့်တပြိုင်နက်ကျွန်တော်ကဟေးတင်းမောကကျိုးတစ်ချောင်းဖောင်စီကိုပြစ်ပေးလိုက်ဟုကြပြကတိပြောသည်တင်းမောကုန်းဘက်ပေါ်တွင်တင်းမောကလျင်ချီသည် တယ်လမကွေပက်လေရှိသောမနီလာကျူးကြီးကိုပင်တကြက်ဆက်အောင်မြင်က ကောက်ကငင်ကဖောင်စီတို့ပြစ်ပေးလိုက်သည်ပထမတချီပြစ်ရတွင်ကျူးသည်ဖောင်စီတို့မရောကျူးစာကိုပြန်သိမ့်ပြီးဒုတိယတချီထက်ပြစ်သည်တွင် ကျူးစာသည် ဖောင်မို့တို့တဲတဲကြသည်ဖောင်မောင်ရှိရဲဘော်တချို့ကျူးစာကိုဖမ်းယူထားသည်ဟေးမင်းတို့စီကကျူးစာကိုမြဲမြဲကန်ထားတို့စီကဆွဲယူမယ်ဘူဆိုးဦးကအော်ပြောကား ကျိုးကိုဝမ်းဆွဲကြသည်အသက်ကဖောင်သည်ကျိုးစာတစ်ဖက်မှတဖြည်းဖြည်းပါလာသည်လှိုင်းများကလည်းတောင်းကြမြဲတောင်းကြနေသည်ထိုးစဉ်တွင်ဟာကျိုးစာလွတ်ထွက်သွားပြီဟဲ့ဟုအလံတကြားအော်ဆန်ကြားလိုက်ရသည်ကျိုးစာသည်ကျွန်တော်တို့၏ဆွေးနေသူများဘက်မှမလို့အသက်ကဖောင်မတွင်ကိုင်းထားသည့်ဘက်မှလွတ်ထွက်သွားခြင်းဖြစ်သည်ဟေးမြန်မြန်ပြေးမြန်မြန်ပြေးကျိုးစာကိုပြန်သိမ့်ပြီး ထက်မှန်၍ကျုပ်ပစ်ပေးရန်ကြိုးစားကြသည်သို့သောလှိုင်းကြောင်ဖောင်းသည် ပြည့်၍မမီနိုင်တော့သည့်အကွာဝေးသို့ရောက်သွားပြီဖြစ်နောက်တစ်ချီထက်ပစ်တော့လဲမမီတော့လက်လျှော့ကြရသည်လိန်မော်ရင်အောင်အသက်ကဖောင်းမှာလှိုင်းလုံးကြီးများထက် တက်လာတော့ခါမြင်ရလိုက်လှိုင်းကြရောက်သွားတော့ခါမမြင်ရလိုက်နဲ့ပိုကြီးပျောက်ချီဖြစ်နေသည်တိုက်ရင်တရတော့မှာသူ့နောက်သူ့လိုက်စေရန်စက်အင်အားလုံးဝမရှိတော့အကူအညီမဲ့သူကို မလှူရှားနိုင်သူကလက်ပတ်ကြည့်နေရတော့၏တကြက်မောင်ကြီးနှင့်ဘူစောဦးတို့မှလည်းဖောင်တွင်းသူမစင်းနိုင်ကြကြ၎င်းဖောင်ထက်တွင်အကြက်အရာရှိဟု၍တယောက်မျှပါမသွားဖောင်ငယ်သည်ကျွန်တော်တို့ကြည့်နေစဲမိနစ်ပိုင်းအတွင်းတွင်ပင်မြင်ကွင်းမှပျောက်ကွယ်သွားခဲ့တော်သည် နောက်ထပ်လည်းအဆိုပါအသက်ကဲဖောင်တော်၎င်းဖောင်ပေါ်တွင်လိုက်ပါသွားခဲ့ကြသည့်လူများဟုသော၎င်းမြည်သူမှမတွေ့ကြတော့ပေပထမဖောင်မြင်ကွင်းမှပျောက်သွားသည်ကို ပူဆွေးနေရန်ဝမ်းနည်းနေရန်အတွက်ကျွန်တော်တွင် လုံးဝအချိန်မရှိခဲ့ကြည်ပေပိုင်းမှာအမြောက်သည်လဲဆက်လက်၍ပြစ်မရတော့ခြင်းကြောင့်ရဆိုင်ထားလိုက်ရသည်တက်ရည်ရင်တရသုံးသည်သူ၏အသက်ဖြစ်သောဆက်တန်သူ၏အသက်ကိုကယ်ပါရန်အကူအညီတောင်းခံသည့်အမြောက်တံများလုံးဝစိတ်သုံးသွားတော်သည်ဥပိုင်းသည်ရောက်တွင်လုံးဝစိုက်ဝင်နေပြီဖြစ်ခြင်းကြောင့်ပေပိုင်းမှာဒီဂရီ30မြောက်ထောင်ကရေဘော်တွင်ပေါနေသည် ဤအနေထားတွင်ရေရက်ပံကနှလုံးသည်လည်းရေမျက်နှာပြင်ပေါ်တွင်ပေါ်နေလောက်ပြီဖြစ်သည်ကဲဘူဆိုးကျန်တဲ့ဘုံကိုဖွင့်ပြတော့တင်းမောပေါ်မှာရှိတဲ့ပြင်ချက်တောက်ရည်ပလင်းတို့ကိုလည်းရသမျှယူပြီးခမျှဆင်းနေပြီတော့အခုအဘန်နဲ့ရှင်းအမိန့်ကိုပေးပြီဟုဆိုကကျွန်တော်ဒီပဲ့စင်အောင်တဲ့ရှိအရာရှိအိတ်ခန့်တွင်သို့ဆင်းသွားသည်ဘူကြီးစိုးဦးနှင့်ဘူတန်းလူတို့ကြည်ကြွ၍ဖောင်ဖွင့်ရန်ပြင်ဆင်နေကြသည် ပဲစင်ထက်ကကွန်ဘတ်ကိုဖြုတ်ယူခဲ့ဗျာ။ဟုတ်ကျွန်တော်ကပြော့ပြီး အောက်သို့ဆင်းလိုက်။အခန်းတွင်ဝယ်ရည်သည့်ရင်စုတ်တန်ရှိနေပြီဖြစ်၏။ကျွန်တော်ဆင်းလာခဲ့ခြင်းမှာမိခင်တက်တာတွင်မှပစ္စည်းများယူဆောင်ရန်ဖြစ်သည်။လယ်ပင်တွင်ကျူးနှင်ချိတ်ဆွဲထားသည့်မိခင်တက်တာတော့ကိုယူကာမိခင်တက်တာကိုဖွင့်လိုက်။မိခင်တက်တာတွင်ဝယ်တက်ဆောင်ငွေ4950ကျော်နှင့်ကျွန်တော်မိတ်ဆွေများပေးလိုက်ငွေ7600ရှိသည်။ထုံငွေများကို ျွန်တော်ဤကြာခင်အင်ကြီးတွင်ထဲလိုက်သည်တက်မှထုတ်ပေးထားသည်တက်သမ45ခြောက်လုံးပြူးနှစ်လက်ကိုကျွန်တော်ခါတွင်ထိုးလိုက်သည်ထူစဉ်ခိုက်တစုံတူဦးကကျွန်တော်ကြိုးကိုပို့လိုက်သည်နဲ့ခန်းစားရခြင်းကြောင့်နောက်သို့လက်ကြည့်လိုက်သည်တွင်အခန်းတော်မှရေခဲတက်တာကြီးမှ အောက်ခြေမှကြွားကရေပေါ်တွင် ပေါ်လုံးမျောနေရမှကျွန်တော်နောက်ကြိုးကိုဝင်းတိုးခြင်းဖြစ်ကြောင်းသိလိုက်ရ၏ကျွန်တော်စိတ်တွင်တစုံတရာထူးခြားစွာပေါ်လာသည်ဤသင်္ဘော နိုင်ငံတော်အစိုးရပိုင်တင်မော်တန်ဖိုးရှိလာသည့်စစ်ကြီးများစစ်အမြောက်ကြီးများလက်နက်ငယ်များသိန်း340မကတန်သည်ဤများတန်ဖိုးကြီးမှသည့်ပစ္စည်းများကိုအဆုံးခံလိုက်ရပြီးကမှကျွန်တော်သည်အဘဲကြောင့်ဘာမဟုတ်သည့်ငွေကလေး9000ကျော်နှင့်6လုံးမြူနှက်လက်ကိုမက်နေရပါသေးသည်နီကျွန်တော်စိတ်သည်ရုတ်ချီးပြောင်းလဲသွားတော့သည်ငွေများကိုလည်းမိကန်တစ်တာတွင် ပြန်ထဲလိုက်သည်6လုံးမြူနှက်လက်ကိုလည်းမိကန်တစ်တာတွင် ပြစ်သွင်းလိုက်ပြီးမိဂန်တစ်တာကိုတော့ပြန်ခတ်ထားခဲ့ကလာရင်ကိစ္စမပြီးမြောက်ဖဲကုန်းဘက်ထက်ပြန်တက်လာခဲ့တော့သည်ကုန်းဘက်ထက်တွင်ရောက်သည့်ဆိုလင်ပင်မိဂန်တစ်တာတော့ကိုပင်လယ်တွင်ပြစ်ချလိုက်မိတော့သည်ကုန်းဘက်ထက်တွင်မြည်သူမှမရှိကြတော့ဘူဆိုးဘူတန်းလွန်နှင့်အဖွဲသည်ဖောင်ပေါ်သို့ရောက်နေနေကြပြီဖြစ်သည်စီအိုလာပါဆင်းပါတော့သင်မောနေတော့မယ်သူတို့ကကျွန်တော်အားဩခေါ်နေကြသည် ကျွန်တော်ဒီသူတို့နီးသူဖောင်တွင်းသူဆင်းရဲလုံးဝဆန္ဒမရှိပါ သူတို့မှာကျွန်တော်အမိန်ကြောင့်ဆင်းကြရခြင်းဖြစ်သည်ဘုဆိုးခမရမဲသွားတော့ဗျာကျွန်တော်နေရခဲ့တော့မယ်ကျွန်တော်မူယာမာယာလုံနေခြင်းမဟုတ်ကျွန်တော်စိတ်တွင်အဖို့တန်လာသည့်နိုင်ငံတော်ပိုင်းသင်းမို့ကိုမစွန့်ပြည့်သည့်အတွက်ဆက်နေလူသေးခြင်းဖြစ်သည်ထုံမြတာမကသည်ကျွန်တော်၏ပထမဆုံးသောအုပ်ချုပ်မှုနောက်ဆုံးသောစည်ရင်မှု ကျွန်တော်ဤကုန်ချက်သည်ရည်ရင်မှုများသည်သူတို့၏တင်မောနှင့်လိုက်ပါအသေးခံရသည်ဆိုခြင်းမှာယူနံခြင်းသူရဲကောင်းဆန်ခြင်းမဟုတ်သည်ကိုထူထရင်ကတွင်ကျွန်တော်နားလည်လိုက်သည်လောကတွင်ဂုံတရီချုံငယ်ကလေးရင်ဆက်လက်၍အသက်ရှင်နေခြင်းမှာမထိုက်လာသည်ဖြစ်စီအိုလာပါစီအိုမပိုင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲထိုအတန်သည်ကျွန်တော်ဟာအိမ်မက်ကဘာမှလှန့်နှုတ်လိုက်သည်လို့ရှိတော်၏စီအိုမပိုင်ရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲတဲ့ မှန်ပြီသည်သူတို့တွင် ကျွန်တော်သည်အသက်အားဖြင့်အကြီးဆုံးယာရုတာဝန်အားဖြင့်လည်းအကြီးဆုံးဖြစ်သည်သူတို့သည်ကျွန်ုပ်ကိုအားကိုးကြသည် မျှော်လင့်ချက်ထားကြသည် ယခုလိုဒုက္ခရောက်နေခြင်းကြမှာကျွန်တော်သည်သူရဲကောင်းဆန်စွာ ယူပိုးပေါ်နိုင်စွာဖြင့်သူတို့အားစွန့်ခွာသင့်ပါသလိုကျွန်တော်တာဝန်သည်မပြည့်စုံသည် သူတို့အားကျွန်တော်တတ်နိုင်သည်များအသက်ချမ်းသာစေရန်ဆောင်ရွက်ပြီးကမှပင် ကျွန်တော်တာဝန်ကြီးပြီမိကျွန်တော်ကသင်မောရွတ်တိုင်ထစ်ကိုတစ်ချက်မောကြည့်လိုက်သည်ပြည်တော်စုမြန်မာနိုင်ငံတို့ဤရေတဲ့အလံသည် တိုင်ထစ်တွင်တစ်ဖြက်ဖြက်လှုပ်ကစားလျက်ရှိသည်ကျွန်တော်ကအလံကိုအလေးပြုလိုက်ပြီးနောက်ကြပြကြရဆွဲယူကရင်ခွင်အတွင်းထိုးသွင်းလိုက်သည်ထို့နောက်သင်မောပေပိုင်းကုန်းဘတ်တွင်ရက်ခါတိုက်ရရင်တရသုံးကိုနောက်ဆုံးအလေးပြုလိုက်ပြီးနောက်ဖောင်တွင်းသို့ခုန်ဆင်းလိုက်တော်၏အချိန်မှာ နက်နက်9နာရီတာတာတွင်ဖြစ်သည် နေဆွဲမှာ1956ခုနိုဝင်ဘာလ29ရက်နေ့ဟုတ်ကဲ့အပိုင်းလေးကိုဒီမှာပဲခိတ္တရန်နာဝင်ပြပါခင်ဗျာလာမယ့်အပိုင်းငါးကိုလည်းစောင့်မြုပ်ပြီးအားပေးကြပါအောင်ခင်ဗျာလာရောက်အားပေးနှဆင်ကြတော့သောတာရှင်ပေါင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေမြမပြည်သူပြည်သားများအားလုံးဘေးရန်ရဲ့မြို့မြို့မှာအမြန်ဆုံးကင်းဝေးကြပါစေခင်ဗျာ